လိန်စကမ်မာများဘဏ်ကောက်ဖွင့်ရာတွင်ကိုရီခဲ့တဲ့အတွက်ဘဝနန်းလေးဥပါဝင်စုစုပေါင်း၂၁ဦးကိုထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးဘဝနန်းလေးဥပါဝင်သောစုစုပေါင်း၂၁ဦးတရုတ်လူလိန်စကမ်မာများအားပြပြမှုရှိဘဏ်ကောက်ဖွင့်ရာ၌စားစာနေတဲ့နေရာတွင်ကိုရီပေးခဲ့တဲ့ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တဲ့နိုင်ငံထိုင်းနိုင်ငံတပ်ဖွဲ့သုံးလတဲ့မှုကြောင့်ပိုချန်တဲ့ချင်းအီထာနီလာဘူကဗိုလ်တော်နယ်တွင်ထုတ်ပြန်ကြေညာလိုက်သည်ဖမ်းဆီးခံထားသူများအနေနဲ့မှာချုပ်ဝေးပြည်နယ်ပြည်လာမြောင်းခံအနောက်ပြည်နယ်ရှိပတရားကလန်းပေါ်တွင်တရှိကား ာဌာနကွယ်မှန်ဝန်ထမ်းဖြစ်ကြပြီး၎င်းတို့နဲ့တုံးမှာဌာနကွယ်မန်နေဂျာဖြစ်ကြောင်းသိရှိရသည်။ထိုဝန်ထမ်းများအင်ကာနေတွင်ဖန်ဆီးခဲ့ပြီးဗီလာများရဲ့စကန်နှင့်ထင်းထင်းထားကတေယုတ်လူမျိုးလူငယ်စကန်မှာပေါ်များအတွက်ဘဏ်ကောက်များဖွင့်လာရေးတွင်မှာရင်သောစားစာများဖန်ဆီးခဲ့တယ်ဟုဆိုဆိုချက်သိရှိသည်။ပဋိကနာသူအဖွဲ့တွင်ဘာသာပြန်လုပ်ဦးလဲပါဝင်ကြပြီးတေယုတ်လူမျိုးငါဦးကိုလည်းလိန်လယ်မှုစကန်လုံးဝနှင့်ဆက်လီနှင့်ဖန်ဆီးထားသည်။အဆိုပါတေယုတ်လူမျိုးများသည်မက်ရှာအတွင်းခီလော့ဖီဇာဖြင့်ထိုင်းနိုင်ငံသို့ရောက်ရှိလာပြီးမက်ရှာ၉ရက်နေပြီးဘဏ်ကောက်များဖွင့်ခဲ့ကြောင်း ထို့နောက်မတ်လ15ရက်နေ့တွင်ပြည်နယ်ထွက်ခွာသွားခဲ့ကြောင်းသိရှိရသည်။ထိုကောက်များသို့စုစုပေါင်းဖမ်းဝင်ပမာဏ138တန်းကျော်တွင်းထားခဲ့ပြီး၎င်းတို့ထံမှ62တန်းကျော်ကိုထုတ်ယူကြခဲ့သည်။အမှန်စောစားဆက်စင်မှုများအရတနင်္ဂနွေလောတိုင်းတာဖြင့်မှုပေါင်း2084ခုတွင်ပါဝင်သောနောက်ထပ်အကောင့်ပေါင်း462ခုနှင့်ချိတ်ဆက်ခဲ့ပြီးစုစုပေါင်းဆုံးရှုံးမှုခန့်မှန်းခြေဘက်2.2ဘီလီယံဒေါ်လာ 69.3မီလီယံရှိကြောင်းရထားရဲ့တပတ်ကထုတ်ပြန်ထားသည်။ထိုင်းစုံစမ်းရေးမှုကြောပုံစံတစ်ချိန်ပြီးကပြောကြားဆက်မှန်ပြောကြားသည်မှာတရုတ်အနာပိုင်များနဲ့ပူးပေါင်းဆောင်ရွက်နေပြီးထိုင်းမှပြန်လွတ်သွားသည့်တရုတ်လူနယ်စခန်းမှာအဖွဲ့ဝင်15ဦးဟာတရုတ်နိုင်ငံတွင်ဖမ်းဆီးရေးတောင်းဆိုထားကြောင်းဆိုသည်။နိုင်ငံခြားသားများကိုတိုရစ်ဗီဇာဖြင့်ဗန်ဆင်ရေးဖွင့်ခွင့်ပြုခြင်းဆိုင်ရာလုံထုံးလုပ်နည်းများကိုဆက်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 ပြန်လည်သုံးသပ်ရန်ထိုင်းရဲ့တပ်ဖွဲ့မှလည်းထိုင်းနိုင်ငံဖန်တွေသို့ဆက်သွယ်မေးမြန်းထားပါသည်လို့ကြားသိရသည်။ နောက်ဆက်သွယ်အနေနဲ့ဒီလိုကိစ္စတွေကြောင့်2024မှာစပြီး2025ခုအတွင်းတရားဗီဇာဒုံးမဟုတ်တနည်းဗီဇာနှစ်ဖွင့်ခဲ့တော့ထိုင်းဘဏ်အကောင့်များကိုပိတ်သိမ်းနေပါသည်လို့လည်းသတင်းများထွက်နေပြီးဘဏ်အကောင့်တွေငွေကြေးပြီးပိတ်သိမ်းခံရသူများကတော့ဘဏ်စာအုပ် passport နဲ့အတူဘဏ်မှာငွေသွားထုတ်ယူနိုင်တယ်လို့သတင်းရရှိပါသည်